2023ခုနှစ်နိုဝင်ဘာလကစတင်ခဲ့တဲ့ရခိုင်ပြည်သင်းတက်ပွဲကြီးဟာအချိန်နနဲ့ပြည့်တော့မှာပါတိုက်ဝေးရဲ့အကျိုးဆက်တွေနဲ့ဒုရခိုင်ပြည်သူတွေဟာလည်းဆင်းရဲမွဲတင်မှုငမွက်ခေါင်းပါမှုတံကိုအလိုလဲခံနေရပါတယ်။ကုန်စည်နှုန်းမြင့်တက်မှုအလောက်ကံမရှိမှုဝင်ငွေနဲ့ထုံးဝယ်မမျှတမှုတွေကြောင့်ရခိုင်ဒေသခံတွေဟာငမွက်မှုဒဏ်နဲ့ပြင်းထန်တဲ့စိတ်ပီစီမှုတွေကိုရင်ဆိုင်နေကြရပါတယ်။ စကောင်စီဟာ2023ခုနှစ်နိုဝင်ဘာလဘန်းကနေစတော့စေပနီပခါတွင်ကိုအကြောင်းပြပြီးပြည်မကနေကွန်စီစည်းစိမ်မှုလမ်းကြောင်းအလုံးကိုတင်းကျပ်စွာပိတ်ဆို့ခဲ့တာကြောင့်ရခိုင်ဒေသခံတွေဟာစားနပ်ရပ်ကဘုံလုံးရင်းနဲ့အသက်ရှင်တန်ရဲအတွက်ဆင်ခေါ်မှုတွင်ရှိနေတာပါစော်ရစော်ဒီလေးအဆမ်းမပေးပါဝေးစတိလေးအဆမ်းမပေးပါလောကန်ဒီလေးအဆမ်းမပေးလောဟာကလုံးမချမမျောနဲ့လားစကင်တီချိုင်ဒီကလုံးမချကစကင်ချနာတပြင်စော်ရစော်ကဆောင်းကမပေး ေကကိုဝဲဆရုမဝဲဆောက်ဆရုမဆာဘဝတိကအိပဖိုင်းနီလက်ရှိမှာတော့စားနေရက်ကလိုအပ်ချက်တွင်ကိုဖြစ်စဉ်ဖို့ရခိုင်ကုန်သေးတွင်ဟာအိန္ဒိယဘင်္ဂလားဒေ့ရှ်နေဆန်းနဲ့ပြည်မကနဲ့ကိုနီကွန်ဟန်နဲ့ခက်ခက်ခဲခဲတည်ယူနေကြရပါတယ်ဒီလမ်းတွင်ဟာလန်ကီကျန်းတမ်းမှုခရီးဝဲကွာမှုနဲ့အချိန်ကြာမြင့်မှုတွင်ကြောင့်ဇင်းနုံမြင့်တက်မှုတံကိုခန်းစားနေကြရတာလည်းဖြစ်ပါတယ် ရခိုင်မြို့သိမ်းတိုက်ပွဲမှာစမီ2023နိုဝင်ဘာလကရခိုင်မှာစံချန်းတအိတ်ကို3000ခန့်စားစီတလီတာကို4000ခန့်ကြက်သွန်နေတပိတ်တာကို2000ခန့်ငွေောက်သီးသောတပိတ်တာကို9000ခန့်အသားငါးဆိုရင်တော့ငွေကြက်9000ဘုလောက်ဆိုရင်မိသားစု4ယောက်စာအတွက်တရက်စာပူလုံးနိုင်ခဲ့ပါတယ် လက်ရှိမှာတော့စံကျန်းတဲ့အိတ်ကိုငွေကျောက်9000ခန်းစားစီတလီတာကို14000ခန်းချက်တန်ဒီတပိတ်တာကို1000ခန်းငယောက်သီးဆောက်တပိတ်တာကို2500ခန်းအသားငါးဆိုရင်လည်းအရင်ကတဲ့6-5ဇမြင့်တက်နေတာဖြစ်ပါတယ်အသားဆုံးတို့ဒီပြေချပြေဆိုအစွဲတို့လိုဝပ်နေတဲ့ကိုကိုကိုတော့ကိုချက်ပါရင်ကိုတော့မပစောက်တဲ့မင်းသားတို့တန်းတဲ့ဒီပြေချနေပေါ့အရင်ဆုံးလို့ဝပ်ပစီပြေမရှိစီကကြာရည်ကိုဘောကိုတခါကြတဲ့အဆုံးစရောက်ရှင်ရောက်လေ နေရောက်တဲ့ပြည်ပြည့်ကုံစင်းတို့မြင့်တက်မှုနဲ့စားနပ်ရိက္ခာမပူလုံမှုနှုတ်ဆက်တွဲဆိုးကျိုးတွင်ကြောင်းအဟာရရှုတင့်နေရတာအကျွေးတင်တာတောင်းရန်စားတော့ရတာကြောင်းထွက်ရတာအပါဝဲစိတ်တဲ့ကြပြီးကိုကိုကိုအဆုံးစီရင်မှုတွင်လည်းရှိနေပါတယ် ပြည်ခရက်ဇွန်လ29ရက်ကစစ်တွင်မြို့မင်းကန်ရက်ကွက်စစ်တပ်မှနေထိုင်တဲ့မိသားစု5ဦးဟာငမမှုတံခိုမခံနိုင်တော့တာကြောင့်မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ကြပြီးပြည်ခရက်မေလအတွင်းကလည်းစစ်တွင်မြို့မှာရှိတဲ့ဒုက္ခသည်စခန်းကမှဆင်းတဲ့မိသားစု5ဦးဟာအဆာငမမှုကြောင့်အစိတ်တော့တည်ဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ ကိုလသမကရဲ့ကမ္ဘာစားနပ်ရိက္ခအစီအစဉ် WFV အဖွဲ့ကတော့ရခိုင်ပြည်အလဲပိုင်းမှာစားနပ်ရိက္ခမပူလုံတဲ့မိသားစု59ရာခိုင်နှုန်းရှိနေပြီးပိတ်ဆို့ခံထားရမှုတွင်ကြောင့်ရခိုင်ပြည်မြောက်ပိုင်းဒေသမှာလည်းအခြေအနေတွင်ဆိုးရွားနေတယ်လို့ပြီးခဲ့တဲ့ဩဂုတ်လ10ရက်မှာထုတ်ပြန်ခဲ့ပါတဲ့ ရခိုင်ဒေသမှာမကျုံစဘိုးကဘဲနဲ့ရင်ဆိုင်နေရတယ်လို့ကုလသမဂ္ဂအဖွဲ့အစည်းတွေကမကြာခဏထုတ်ပြန်လဲရှိပေမဲ့လည်းမြေပြင်မှာတော့လိုအပ်ချက်နဲ့ကန့်ညီတဲ့အကူအညီပေးမှုတွေဟာအလွန်နှေးပါးနေစေလို့ဒေသခံတွေကဆိုပါတယ်။ဒီမှာကနေတော့ခါရက်ပက်ပက်စုရင်ဗနရက်ပက်စုရင်အဲဒူဒီတကားဘေးအစီဝတီမကမကလောက်လောက်ခဲ့ဗနကျွန်တော်တို့ဒီနေ့အေရှင်ဒီကတော့ခါမကမကမြန်နေရတာရေလဲသူ့ ကျွန်တော်တို့ခံပြီးမှာတော့ခါလမ်းဟင်းအနေနဲ့အထွေထွေအခက်အခဲကြက်တဲ့ကာလအဲကြာခါပါနာကုလသမဂ္ဂအနေနဲ့စကောင်စီရဲ့စားနယ်ရက်ကပြတ်တော်မှုတွင်ကိုလူအခွင့်ရေးရှိုးပေါမှုအဖြစ်စုမြင်ပြီးလက်တွေ့ကြတဲ့အရေးယူဆောင်ရွက်မှုတွင်အပြင်ငမမှုရင်ဆိုင်နေရတဲ့ဒေသတွင်ကိုကုညီထုတ်ပြန်ရေးအစီအစဉ်တွင်လှုပ်ဆောင်ပေးဖို့လိုအပ်နေတာပါ ကဘာတဝမ်းစားနပ်ရိက္ခာဘူလုံရေးအတွက် ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့စိတ်ပြိုရေးအဖွဲ့ FAO ဟာ1980ခုနှစ်ကနေစလို့အော်တိုဘာ16ရက်ကိုကဘာစားနပ်ရိက္ခာနေ့အဖြစ်သတ်မှတ်ပြီးနှစ်စဉ်အခမ်းအနားတွင် ပြုလုပ်ခဲ့ကြပေမဲ့ရခိုင်ဒေသမှာတော့အသက်ရှင်ရပ်တည်ရေးအတွက်စားနပ်ရိက္ခာဘူလုံရေးဟာလုံးဝနှီးပါးကင်းမြင့်နေတာလည်းဖြစ်ပါတယ်။